ဘောရောင်းလုံးပဲမင်္ဂလာပါခင်ဗျ။ဘာပဲကြီးကြီး channel subscribe လုပ်ဘေးနာခေါင်းလောင်းနှိပ် VPN လေးဖွင့်ပြီးတော့ GB data ကိုမြေတာရက်ခံရင်းနဲ့ Let's go ဒီနေ့အစီအစဉ်ကိုစရအောင်ပါ။ဇာလန်းကိုစပြီးတော့ဖွင့်လိုက်တာနဲ့တူကြောင်းမဖွဲကောင်းတဲ့ဒီလုံးသံတွေကကျွန်တော်တို့ကိုပရမအောင်စည်းကြိုလာပါလေ။မြင်ကွင်းအမောင်မဲနေပြီးတော့အိမ်ခန်းတစ်ခန်းထဲမှာမိန်းကလေးတယောက်အိပ်ပျော်နေတယ်။ရုတ်တရက်တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တဲ့အတန်တန်ထွက်ပေါ်လာပါလေ။ ဲနောက်မှာတော့မိမတယောက်ရဲ့ထိတ်လန့်တကြားအိုဟိလိုက်တဲ့အတန်းအာတာပီကျွန်တော်ရဲ့ဇလိုက်မင်းသမီးခီရာနာတယောက်ချွေးတွေဆွဲနေနေတဲ့ပုံစံနဲ့သူ့အိယာပေါ်မှာလန့်နိုးလာခဲ့ပါတယ်သူမျက်လုံးတွေကဝိုင်းချက်နေပြီးအတက်ကိုမနေစုနေရပုံပါပဲသူအိမ်မဆုံးမသွားတာပါခီရာနာတယောက်သူ့မျက်နှာသူပို့တိုက်နေစိတ်ကိုညင်အောင်ကြိုးစားလို့နေပါတယ်သူခန်းထဲမှာသူတယောက်တည်းရှိနေပြီမဲခုနအိမ်မထဲကကြောက်မက်ဖွယ်ရအချိန်မဲကြီးကသူ့မျက်စီထဲကမထွက်သေးပါဘူးနောက်နေမနဲ့ ကီရနာရဲ့အဆောင်အခန်းတကားကိုသူ့ရဲ့အခြေဆုံးတငယ်ချင်းအာယူကဝင်လာပါလိမ့်အာယူကကီရနာကိုဂိမ်းမုံလေးတစ်ခုကမ်းပေးနဲ့စလိုက်ပါလိမ့်ဝင်းနေမှာပြောစင်ပါသေးကီရနာအဲ့တော့ကီရနာတော့အံဩသွားပြီးတော့ဟင်းဆိုပြီးတော့ကြောင်ကြည့်နေတုံးပါပဲငါမသိဘူးမြတ်မှတ်နေလားနင်းကအเจ้าပြနေအเจ้าမှာပွဲရှိတယ်ဆိုပြီးတော့လေတကယ်တော့နင်းကပွဲစီစဉ်သူလည်းမဟုတ်ပဲနဲ့အဲ့လိုပြောလိုက်မှကီရနာကတပင်းချက်ချပြီးတော့သူ့ရဲ့တကယ်ပြဿနာကိုဖွင့်ဟလာပါလိမ့်ငါဘယ်လိုလုပ်ရမှာလဲအာယူရဲ့ငါသာအိမ်ပြန်သွားရင်ရာကာငါစီထက်ကထက်ကရောက်လာလိမ့်မယ် ရာကာစရာကီရာနာရဲ့ဟီးစားဟောင်းပါအာယူကဒီနာမည်ကိုကြားတာနဲ့ဒေါသထွက်သွားပြီးအားမလို့အားများနဲ့ပြောပါတော့လေဟဲ့ तू ကနေ့ကိုတစ္ဆာဖောက်ခဲ့တာလေဖောက်ပြန်တာတော့ဘသူနဲ့လဲနေ့အရင်ဒီဆုံးတငယ်ချင်းနဲ့အခုထိရှက်မရှိသေးဘူးလားဟုတ်ပါရဲ့ကီရာနာကသူ့ဟီးစားဟောင်းနဲ့သူ့တငယ်ချင်းရဲ့တစ္ဆာဖောက်ခြင်းကိုခံခဲ့ရတာပါအဲ့ဒီစိတ်ဓာတ်ကြီးကအရန်ကိုကြီးမားခဲ့ပါလေငါတငယ်ချင်းတနာပါလေဂျာကာတာအောင်ပြန်မလာရဲလောင်စိတ်ဓာတ်ရရသွားနောက်ဆုံးအကတော်ထပ်မကရဲတော်ဘူးတဲ့ဒါကဇလန်ရဲ့အဓိကအချက်ချပါပဲ ကီရနာတစ်ချိန်ကအကအကိုထူးချွန်သောဝါသနာပါခဲ့တဲ့မိန်းကလေးတစ်ယောက်ပါဒါပေမဲ့အဲ့ဒီတစ္ဆာဖောက်မှုကြီးကြောင့်သူကအကနဲ့ပတ်သက်သမျှအရာအလုံး trauma ရသွားခဲ့ပါပြီအာယူကစိတ်ညစ်နေသူတငယ်ချင်းကိုပတ်ဝန်းကျင်အသေးတစ်ခုစီခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါနဲ့နေငါနဲ့တူအိမ်ပြန်လာခဲ့ဖို့စိတ်ဝင်စားဘူးလားနေတီးတင်တာတကူကငါရွာနာမည်ကကီလာဝမ်ရွာတယ်အရင်တော့ကလေငါရွာမှာအရန်တော်တဲ့အကသမားတွေအများကြီးမွေးထုတ်ပေးခဲ့တာဒါပေမဲ့ခုတော့ရှားသွားပါပြီဟာအကသမားတွေရွာဆွဲစကားကကီရနာစိတ်ဒဏ်အားကိုစွပေးလိုက်သလိုဖြစ်သွားပေမဲ့ နေဒီမှာထိုင်ပြီးတော့အဲ့ရာကာကြောင်းတွေးပြီးတော့စိတ်ညစ်နေမဲ့စားငါးနေလိုက်ခဲ့စမ်းပါဆိုရယ်အာရွေဖြောင်းဖြားမှုကြောင့်ကီရနာလည်းခေါင်းငိမ့်လိုက်ပါတယ်ဒိုနဲ့တငယ်ချင်းတစ်ယောက်ဟာကီလာဝန်ဆိုရယ်ကာမားတွေရောလူဝဲစမ်းကြတယ်ရွာကြီးစီကိုသွားဖို့အတွက်အစီအစဉ်စတင်ပါတော့တယ်ဒီလိုနဲ့သူတို့နှစ်ယောက်ဈေးထဲမှာပျော်ရွှင်စွာရှောက်ကြည့်ရင်လည်းအာရွေကသူမိဘတွေအတွက်လက်ဆောင်တွေဝယ်ယူနေပါတယ်အာရွေကပစ္စည်းဝယ်နေတုန်းမှာကီရနာကတော့ဈေးရဲ့အတွင်းဘက်နားကဆိုင်ကလေးတစ်ဆိုင်ကိုစိတ်ဝင်စားနေရှောက်ကြည့်နေမိပါတယ်အဲ့ဒါရှေးအောင်ပစ္စည်းတွေရောင်းနေဆိုင်လေးတစ်ဆိုင်ပါ ။စာထဲမှာထိုင်နေတာကတော့မျက်နှာမှာရေးကြောင်းတွေပြည့်နေတဲ့အဖွားကိုတယောက်ပါ။အဖွားကကီရာနာကိုမြင်မြင်ချင်းပြုံးပြလိုက်ပြီးတော့စိုင်းထဲကဘဝအနီအောင်ဟောင်းလေးတစ်ခုဖြည်းဖြည်းချင်းယူလိုက်ပါလေ။ပြီးတော့ကီရာနာရဲ့လက်ထဲကိုထည့်ပေးလိုက်။မင်းအတွက်ပဲမြီးမလေးလို့လည်းပြောလိုက်တယ်။ကီရာနာပဆက်ရှင်းမှုလှုပ်လိုက်ပေမဲ့အဖွားကလက်ကပြပြီးတော့လျှို့ဝှက်တဲ့အတန်းနဲ့ပြောပါလေ။ဒီဘဝကသူ့ရဲ့သခင်ကိုသူကိုယ်တိုင်ရွေးချယ်ပြီးသွားပြီ။ဒီဘဝရဲ့ရွေးချယ်ခြင်းကိုခံရတဲ့ဘသူမဆိုသာဝရချီနောင်ခြင်းကိုခံလိုက်ရတာအဲ့ဒီလိုပဲမြီးမလေးရဲ့ ကီရနာလည်းကြောင်ဝဲနဲ့အဲ့ဒီရှေးအောင်ဘဝနီလေးကိုကင်ပြီးအာယူစီကိုပြန်လာခဲ့လိုက်ပါလေအာယူကြည်စမ်းမအောင်ငါထာလီရလာတဲ့ဟာဟိုရှေးအောင်ပစ္စည်းဆိုင်အဖွားကြီးစီကလေသူပြောတော့ဒီဘဝငါ့ကိုသူတကယ်ပြေးရွေးလိုက်တာတဲ့အာယူကဒါအောင်မြင်တော့မျက်နာပြတ်သွားပြီသူငွေချင်းကိုအပြစ်တင်မာတော့တယ်ဟာနေရာလည်းကြောက်စရာကြီးဟာနေရာလည်းမသိတဲ့လူစီကနေပစ္စည်းကိုရှောက်ပြီးယူလာလာတို့တို့မရှာနဲ့တော့သွားမယ်လာလာအဲ့လိုပြောပြီးတော့သူတို့နှစ်ယောက်ကီလာဝန်ရွာကိုရောက်လာတဲ့ချိန်မှာပဲကောင်းကင်ကတခါတည်းမဲမောင်လာပြီးတော့မိုးရီယာတဲတဲမဲမဲရွာချလာပါတော့တယ် တို့တို့နှစ်ယောက်လဲမိုးရဲထဲမှာပြေးလွှိုင်းနဲ့အာရွက်အင်ကိုရောက်သွားခဲ့ကြပါတော့တယ်အမေဒါကသမီးတငယ်ချင်းနဲ့သူ့နိုင်မယ့်ကီနာရာလीအာယူမီကကီနာရာကိုတစ်ချက်ကြည့်ပြီးတော့ပြုံးပြလိုက်ပြီမေနာမည်လေးကလှသားပဲဆိုရယ်အပြုံးကတိတ်ပြီးတော့လိုက်လဲမှုတော့မရှိပါဘူးအဲ့ချိန်မှာပဲအိမ်ထဲကနေအာရွက်ဖေးပရက်စတိုမိုကထွက်လာခဲ့ပါတယ်အဖေဒါကီနာရာတဲ့သမီးတငယ်ချင်းလေဒါမဲ့အဖေဖေးသူပရက်စတိုမိုရဲ့တုံးပြန်မှုကထူးဆန်းနေတယ်သူကကီနာရာကိုမျက်မှောင်ကြုတ်ပြီးတော့စူးဆိုင်ကြည့်သူအကြည့်တွေကတန်တရားတွေ မချေနှမှုတွေနဲ့ပြည့်နှံ့နေသလိုပဲသူကဘာစကားမှပြန်မပြောပဲအေးသွားရေသွားချိုးတော့လို့ပဲအမိန်ပေးလိုက်အိုင်နဲ့ကီနာရာအိမ်ထဲဝင်သွားတာကြည့်ပြီးတော့ပရက်စတိုမိုကစိတ်ပြက်လက်ပြက်နဲ့ဖျားဖျားဆိုပြီးတော့ရေရွတ်လိုက်ပါတယ်သူရဲ့ပြုမှုကအဲ့တဲ့တယောက်ကိုကြိုးစုံနေတာနဲ့တော့လုံးဝမတူပဲမမြင်အပ်တဲ့အရာတစ်ခုကိုတွေးလိုက်တဲ့လိုမျိုးဆက်ဆုပ်ယွန်ရှားနေပုံပေါက်နေတာပါအခဲနဲ့ရောက်တော့အာယူကသူ့တငယ်ချင်းကိုအားနာနာနဲ့တောင်းပန်ပါတယ်ငါမိမတွေအထူးဆန်းတဲ့အပြုမှုတွေကငါတောင်းပန်ပါတယ်ဟာငါတငယ်ချင်းခေါ်လာမယ်လို့ကြိုးပြီးတော့မပြောထားမိလို့လေး တကယ်တော့ငါအိမ်ကိုဘယ်တငယ်ချင်းမှငါခေါ်လာလို့မရှိဘူးမိုးရီဆိုဆွဲနေကီနာရာတယောက်ရေချိုးပြီးလို့ခန်းထဲပြန်ဝင်မဲ့အချိန်အိမ်ကအသည်ဆန်းဖြစ်နေရောလမ်းနေနေမှားသွားပုံရပါတယ်သူကအာယူရဲ့ခန်းလို့ထင်ရတဲ့ခန်းတကားတစ်ချက်ကိုဖွင့်မို့လက်လှမ်းလိုက်တဲ့အချိန်ဟဲ့ဆိုပြီးတော့သူ့နောက်ကနေပေါ်ထွက်လာတဲ့အေးဆက်ဆက်အတန်တစ်ခုအဲ့ဒါကတော့ presto mo ပါဒါအာယူရဲ့ခန်းမဟုတ်ဘူးတဲ့ပြောလိုက်သူ့တန်ရိုးသားမဟုတ်ပဲပြင်းထန်တဲ့ဒရီဘေးမှုတစ်ခုလိုမျိုးဖြစ်နေကီနာရာတယောက်ချက်ချင်းပဲလန့်ပြီးတော့အာဟုတ်ကဲ့အန်ကယ်တောင်းပန်ပါလေဆိုပြီးတော့သူတောင်းပန်လိုက်ရတယ် ကီနာမရာတယောက်အာရွယ်အခန်းစီကိုအမြန်ပြန်ပြေးလာခဲ့မိ။သူစိတ်ထဲမှာတော့အဲ့ဒီတားမြစ်ထားတဲ့အခန်းနဲ့ဘရက်စလိုမိုရဲ့ကြောက်စရာအကြည့်တွေကစွဲကြံလို့နေခဲ့ပါလေ။အဲ့ဒီအခန်းထဲမှာဘာတွေရှိနေလို့ဒါလောက်တောင်တားမြစ်ထားရတာလဲ။အခန်းထဲရောက်တော့အာယူကတော့သူ့ဖေအကျင့်ကိုသိနေရကြောင့်ထပ်ပြီးတော့တောင်းပန်ပြန်ပါလေ။ငါ့ဖေအဲ့လိုပဲစိတ်ညစ်ဖို့ကောင်းနေဟာနင့်ဘာမှမဟုတ်ပါဘူး။နင့်မှမဟုတ်ဘူးငါ့ကိုလည်းအဲ့လိုပဲဆက်ဆံတာ။ငါထထန်းကြောင်းတော့ဆိုရင်လုံးဝရီးစားတော့ထားခွင့်မပေးဘူး။ဒီစကားကိုကြားလိုက်တဲ့အချိန်မှာတော့ကီနာရာတယောက်သူ့ရဲ့နာကျင်စရာအတိတ်ကိုပြန်သတိရသွားပါလိမ့် ငါလည်းကြီးစားထားခဲ့မိတော့နောင်နာရနေရပဲဟာနောက်ဆုံးတော့အသေးကွေးဖို့ဖြစ်လာခဲ့တာပဲတကယ်ချင်းတော့အိပ်ပျော်သွားတဲ့အချိန်မှာကီနာတော်တရားဒုံးဆန္ဒအိမ်မဆိုးတွေထပ်မတ်လာပါလေဒီကသူ့အိမ်မထဲမှာပေါ်လာတာကနေ့လေကဈေးတဲကအဖွားဦးရဲ့အတန်ပါဒီဘွားရဲ့ရွေးချယ်ခြင်းကိုခံရတဲ့ဘသူမဆိုသာဝရကြီးနောင်ကြီးခံလိုက်ရတာပဲအဲ့ဒီတန်ကြောင့်ကီနာရာတယောက်ချွေးတွေပြန်ပြီးတော့လန့်နိုးလာပါလေသူဖြည်းဖြည်းချင်းခန်းထဲကထွက်လာပြီးတော့အိမ်ရဲ့ဈေးညံလမ်းမဲမဲတဲကိုရှောက်လာခဲ့ အဲ့ချိန်မှာပဲသူ့ရှိမှမတ်တက်ရက်နေတဲ့အချိန်မဲကြီးတစ်ခုဒါကပရက်ဆိုမို့ပါညာတကောင်ကြီးမှသူ့ကိုမျက်လုံးပြူးသားကြီးနဲ့စိုက်ကြည့်နေပြန်ပါပြီမိဖို့ကြောင့်တည်းကပုံသွားယူတာပါအန်ကေအာယူခန်းထဲမှာမိုးယုံနေလို့ပါအဲ့လိုပြောလိုက်ပေမဲ့ပရက်ဆိုမို့ဘာတခုံးမှပြန်မပြောခဲ့ပါသူကကီနာဘရာကိုတာမန်လူတယောက်လို့မဟုတ်ပဲအန်ဒီယားရှိတဲ့ယာတစ်ခုကိုကြည့်နေတယ်လို့မျိုးစူးစိုက်ကြည့်နေခဲ့မနမုံလေးတော့အာယူကသူ့တငယ်ချင်းစိတ်ထံရနေအောင်သိတဲ့အတွက်အကနဲ့ပြန်လဲထိတွေ့စေခြင်းနဲ့စေနာနဲ့ရွာတွေကအကသင်္นานကျောင်းစီကိုခေါ်လာခဲ့ပါတယ် ်ကဲနေရအကာသမားပဲမလားဒါတောင်နေုံဒီကအကအကြောင်းကိုခေါ်လာခဲ့တာအကဆွေစကားကိုကြားနေကီနာရာချက်ချင်းမျက်နှာပြက်သွားပြီးတော့ညင်းဆန်ပါတော့တယ်ဒါပေမဲ့အာယူကသူ့ငွေချင်းကိုအတေးမဲဆွဲခေါ်လာခဲ့အဲ့မှာသူတို့ဂျိုးစုံနေရာကတော့အဖွားစာတီဆိုရယ်အကဆရာမကြီးနဲ့စာရုံလို့ခေါ်တဲ့ဂီတဒူရီယာကိုတီးခတ်နေတဲ့မက်စ်ဒီဂျိုးဆိုရယ်လူငယ်လေးတယောက်ပါမက်စဒီဂျိုကတော့ကီနာရာကိုစိတ်ဝင်စားနဲ့တိတ်တဆိတ်စိုက်ကြည့်နေခဲ့ပါလေ။ဇလန်ဒီနာမှာအရင်ရေးကြည့်တဲ့မြင်ကွင်းတစ်ခုကိုဖျက်ပြလိုက်ပါလေ။မြင်ကွင်းကပရက်စတိုမွန်နဲ့ရွာကနောက်ထပ်လူကြီးတယောက်တို့ရဲ့ အလေးနဲ့ထားပြောဆိုနေတဲ့စကားဝိုင်းစီကိုရောက်သွားပါလိမ့်။ငါစိတ်ထဲမှာထူးခြားတဲ့ခံစားချက်ကြီးဖြစ်နေတယ်။ဘန်ယူခုဒီကိုရောက်နေပြီ။ဒီတခါဘသူကသူ့ရဲ့သားကောင်ဖြစ်လာအောင်မလဲ။ဒီစကားကိုကြားတော့ပရက်စတိုမိုကကျွန်တော်တော့အခုဒီမယုံနိုင်သေးဘူး။လွန်ခဲ့တဲ့ဆယ်နှစ်ကမာယန်တည်ဆုံးခဲ့တဲ့အမှုနဲ့ဘန်ယူတို့တကယ်ဆက်ဆက်မှုရှိတယ်ဆိုတာကိုမယုံနိုင်သေးဘူးဗျာလို့တန်တရားတွေနဲ့ပြန်ပြီးတော့မေးလိုက်ပါလိမ့်။ဒီနေရာမှာပဲទីလိုက်ရတာကဒီဘာမှလွန်ခဲ့တဲ့ဆယ်နှစ်ကမာယန်ဆိုတဲ့မိန်းကလေးတယောက်ထူးဆန်းစွာနဲ့တည်ဆုံးခဲ့ဘူးပါလိမ့်။ အကအကြောင်းကနေပြန်လန်းမှာအာယူကမက်စဒီဂျိုအကြောင်းကိုကီနာရာကိုပြောပြနေပါတယ်။ဒါမဲ့လေမက်စီတို့ကတနာဖို့ကောင်းနေဟာမက်စီတို့ရဲ့မိဘတွေကဆုံးသွားပြီလေ။သူ့ရဲ့ညီမလေးကလည်းပျောက်သွားခဲ့တာ။ခုထိပြန်ရှာလို့မတွေ့တော့ဘူး။ဟမ်ဘယ်လိုဖြစ်တာလဲ။ကီနာရာတယောက်တုံလှုပ်သွားတယ်။လုံငယ်တဲ့ဆယ်နှစ်ကမာယန်တေဆုံးမှုအခုဒီဂျိုရဲ့ညီမလေးပျောက်ဆုံးမှုဒီဖြစ်ပျက်တွေအားလုံးကတစ်ခုနဲ့တစ်ခုဆက်ဆက်နေကြတယ်လို့ပါပဲ။အညာမှာတော့ကီနာရာတယောက်အိမ်မဆိုးတွေအပြင်းထန်ဆုံးမတ်ပါတော့တယ်။ သွေးမြထဲမှာသူ့အခန်းထဲမှာအရိတ်တခုတွေ့လိုက်ရတယ်။ဇပင်အရှိကြီးနဲ့မိမတယောက်ရဲ့အရိတ်အဲ့ဒီရိတ်ကသူ့စီကိုတဖေးဖေးနဲ့တိုးကပ်လာပြီးသူ့ကိုလဲပင်းညစ်ဖို့ကြိုးစားလိုက်တဲ့အချိန်မှာပဲအာဆိုပြီးတော့ကီနာရာတယောက်သွေးပြန်မထက်အော်ဟစ်ပြီးတော့လန့်နိုးလာခဲ့ပါတယ်။သူ့အသက်ကမနေရွှေနဲ့သူ့ဘေးကအာယုကိုအလန်တကြားလုံနိုးလိုက်ပါတော့တယ်။အာယုအာယုထားစမ်းပါအောင်အာယုထားမနေ့ညအိမ်မဆိုးကြောင်ကီနာရာတယောက်မျက်ကွင်းတွေညိုပြီးတော့လုံးဝအိတ်မပြောနိုင်ခဲ့ပါဘူး။သူဒီရွာကိုရောက်မှအိမ်မဆိုးတွေပို့ပြီးတော့ပြင်းထန်လာနေတာကို ်တရီထားမိလိုက်သူမင်းညတွေးလိုက်တဲ့သမင်ရှင်နဲ့မိမအရေးကြီးချောင်းကိုအာယူကိုဖွင့်ပြောပြဖို့ဆုံးဖြတ်လိုက်ပါတယ်တကယ်တော့ငါအဲ့ဒီရိတ်ကိုမြင်ရတာဒါပထမဆုံးမဟုတ်ဘူးဟာငါသူ့ကြောင့်အိမ်မက်တွေမက်ခဲ့ဘူးတယ်ပြီးတော့ရန်ကိုကြောက်ဖို့ကောင်းတဲ့အရေးမကြီးတစ်ခုလည်းပါသေးတယ်ကီနာရိုက်စကားကိုကြားလိုက်တဲ့အချိန်မှာတော့အာယူတယောက်မျက်နှာမှာတွေးဆုပ်ဖြူလျော့သွားပါတယ်သူတစ်ခုခုကိုသိနေတယ်လို့ပါပဲတကယ်တော့ငါဒီကြောင့်မပြောချင်ဘူးဟာအာယူကတပင်းရှိကြီးတစ်ချက်ချပြီးတော့ဒီရွာရဲ့အကြောင်းမဲ့ဖွေရအတိတ်ဇလန်းကို စတင်ဖွင့်ဟပါတော့လေငါတို့အိမ်ကအိုက်တားမြင့်ထားတဲ့အခန်းအဲ့ဒါငါဦးလေးအခန်းပဲငါဖေပရက်စတိုမိုရဲ့ညီသူ့နာမည်ကဗန်ယူတယ်အဖေကဘယ်သူမှအိုက်ခန်းနဲ့ဝင်ခွင့်မပေးဘူးဟာအမေကတော့ဝင်ခွင့်မပေးခဲ့ဘူးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာငါဦးလေးဗန်ယူမှာချစ်သူတယောက်ရှိခဲ့တယ်သူကအကသမားတယောက်သူ့နာမည်ကရာတီမှုတယ်ဒါပေမဲ့တနေ့ကျတော့ငါဦးလေးဗန်ယူတီးသွားခဲ့တယ်ဂျွာသားတွေကသူ့ကိုအရှင်လက်လက်မီးရှို့တတ်လိုက်ကြတာအဲ့လိုကြားလိုက်ရတော့ဂီနာရာတယောက်တုံလှုပ်သွားခဲ့ပါလေ ဒါမဲ့ရွာသားတွေက၁၀နှစ်တစ်ကြိမ်ရောက်တိုင်းဦးလေးဗန်ရွယ်ဝိညာဉ်ဟာတားကောင်တယောက်လာတောင်းတယ်ဆိုပြီးတော့သူတို့အဲ့လိုယုံကြည်နေကြတယ်။အဲ့တားကောင်အကာသမားတယောက်ဖြစ်ရမယ်။ဒီစကားကိုကြားလိုက်တဲ့ချိန်မှာတော့ကီနာရာတယောက်ရင်းနဲ့ဒိန်းကလေးဖြစ်သွားပါလေ။အကာသမားဟုတ်လား။သူကိုယ်တိုင်အကာသမားတယောက်ဖြစ်နေပြီလေ။ငါကလေးဘွားတော်ကတားကောင်တယောက်တကယ်ပေါ်လာခဲ့တာဟာ။အဲ့ဒီမိန်းကလေးပျောက်ဆုံးသွားတာအခုထိကိုပြန်ရှာလို့မတွေ့ခဲ့တော့ဘူး။ကီနာရာတုံရင်ရဲ့အတန်နဲ့မေးလိုက်ပါလေ။အဲ့ဒါဘာတူလဲ။အာယူကသူငယ်ချင်းကိုကြောက်လန့်တကြားကြေးနဲ့ပြန်ဖြေလိုက်။ ဲ့ဒါမက်စဒီဂျိုရဲ့ညီမလေးမာယံပဲဒီเจ้าနေတီးသွားပြီးတဲ့နောက်မှာတော့ကီနာယာနဲ့အာယူတို့မက်စဒီဂျိုစီကိုအပြေးလွှာသွားပြီးတော့တွေ့ကြပါတော့တယ်ဒီဂျိုကသူ့ညီမမာယံပြောင်းမသွားခင်အဖြစ်ပြက်တွေကိုပြန်ပြီးတော့ပြောပြပါတယ်မာယံကအရင်ကတည်းကပြောဘူးတယ်သူ့စီကိုရာဒီမန်ယိုဆိုတဲ့အရေးကြီးကအမြဲတမ်းလာနေတာရာဒီမူကနေရာဒီမန်ယိုဘန်ယူရဲ့ချစ်သူရာဒီမူကတေဆုံးပြီးသွားတဲ့နောက်မှာဘန်ယူရဲ့ဝိညာဉ်တွေအကာသမားတားကောင်းတွေကိုလိုက်ရှာပေးနေရတယ်နာနာဘဝဖြစ်သွားခဲ့တော့တာပါ ရာဒီမန်ယိုဆိုတာကဗန်ယူရဲ့လက်ကင်တုတ်ပါပဲအာယူကကီနာရာကိုရွာလူကြီးပက်အာဒီနဲ့သွားတွေ့ဖို့အကြံပေးပေးမိမယ်ကီနာရာငင်းဆန်လိုက်ပါတယ်အာမလို့ပါဘူးငါနားမလဲတာဒီကိစ္စရဲ့အားလုံးနဲ့ငါနဲ့ဘာဆိုင်လို့လဲဆိုတာပဲသူ့မှာဘာအတွေးမှလည်းမရှိဘူးလေဘာလို့ရာဒီမန်ယိုကသူ့ကိုပြစ်မှတ်ထားရမှာလဲအဲ့ဒီမှာဒီဂျိုကကီနာရာရဲ့ပခုံးကိုလှမ်းကင်လိုက်ပြီးသူ့ဘဝမှာအရေးကြီးဆုံးဖြစ်မဲ့သတိပေးစကားတခုကိုပြောလိုက်ပါတယ်မင်းတို့အကကားဖို့တစုံတယောက်ဝိညာဉ်ပဲဖြစ်ဖြစ်လာပြီးတော့တောင်းဆိုလာခဲ့ရင်လုံးဝမကမိစီနဲ့တော့ မင်းပြန်ပြီးတော့ခုခံတိုက်ခေါ်ရမယ်ကြားလားဒီကျွဲသတိပေးစကားကီနာရာရဲ့နားထဲကမထွက်သေးခင်ပါပဲအဲ့ဒီညကီနာရာတယောက်တည်းအခန်းထဲမှာရှိနေတော့အဲ့ဒီအရာကြီးကရောက်ချလာပါတော့လေအပြင်မှာလဲမိုးရီသေးကြီးမဲကြီးရွာသွန်းလို့နေပါတယ်ခန်းထဲမှာတော့ထူးဆန်းတဲ့ဒီလုံးတန်လို့ဂါရာရွတ်တန်လို့အတန်တွေကစတင်ပေါ်ထွက်လာပါတယ်မင်းရဲ့ဝိညာဉ်လှုပ်ရှားစမ်းတေမသာငါတို့ခွဲခွာကြမယ်ကီနာရာတယောက်သူခန္ဓာကိုယ်သူမပိုင်ဆိုင်တော့ပါဘူးသူ့လက်ချောင်းတွေကသူ့သဘောမပါဘဲနဲ့ကိုယ်တိုင်လှုပ်ရှားလာတယ် အကကနေတဲ့ပုံစံမျိုးပေါ့ကီနာရာတယောက်သူ့လက်တွေကိုသူကိုယ်တိုင်ပြန်ချုပ်ကင်ထားဖို့ကြိုးစားမှမရတော့အဲ့ဒီချိန်မှာပဲသူမျက်စိရှိမှဈေးတရအဖွားအုပ်စီကရခဲ့တဲ့ပဝါနီလေးကသူ့လိုလိုလေးထဲမှာလွင်မြောင်းလို့နေပါတယ်အဲ့ဒါပဲအဲ့ဒီပဝါရာဒီမန်ရဲ့ဂျင်စာကိုဒီအိမ်ထဲထိခေါ်ဆောင်လာတဲ့တကားအပေါက်ဖြစ်နေခဲ့တာပါအဲ့ဒီရာဒီမန်ရဲ့ဝိညာဉ်ကကီနာရာကိုအထင်းကျအကကခိုင်းပါတော့တယ်မကဦးမကဦးဆိုပြီးတော့ကီနာရာတယောက်ပြောပေမဲ့ခန္ဓာကိုယ်မထိန်းနိုင်မဲ့အခန်းထဲမှာအယူတယောက်လိုလူးလုံခုံပေါပြီးအကရီကနေရပါတော့တယ် ဒါလှပတဲ့အကတော့မဟုတ်ပါဘူး။နာကျင်မှုတွေကြောက်ရွံ့မှုတွေနဲ့ပြည့်နှံ့နေတဲ့ဒေမင်းရဲ့အကပါ။ရပီးပါကဲကြပါအောင်လို့ပြောနေပေမဲ့သူခန္ဓာကိုယ်ကသူစကားကိုနားမထောင်တော့ပဲအခန်းတစ်ခါအထွေးရနေလော့ချပစ်လိုက်ပါလေ။ခန္ဓာကအော်တန်တွေတပုံးပုံးတစ်ပိုင်းပိုင်းအတန်တွေကြားပြီးတော့အာယုနဲ့သူမိပါရိကုံလန်နိုးလာကြ။အာယူကတကားကိုအတကုံထူရိုက်နေခဲ့မယ်တကားကဖွင့်လို့လုံးဝမရခဲ့ဘူးအဲ့ချိန်မှာပဲဘရက်ဆိုဘောကအဖြစ်မှန်အောင်သဘောပေါက်သွားခဲ့ပြီသူများကမှကြောက်မှုတွေနဲ့တူဒေါသတွေပါထွက်ပေါ်လာပါတော့တယ် သူကအာယုမေကိုနောက်ကျသွားပြီလို့អော်ပြောလိုက်။သူကရွေးချယ်ခံလိုက်ရပြီ။ဝိညာဉ်ဟာသူ့ရဲ့យော်សោလာတောင်းနေပြီ။លုံခဲ့တဲ့အမားរីတို့ဒီညမှာတက်တီလာတောင်းနေပြီလို့ថាပြောလိုက်။ခံပြေမှာမိသားစုကတကားဝိုင်းဖြတ်ဖို့ကြိုးစားနေကြ යි ။အခန်းတွဲမှာတော့ဂီနာရီတောက်ဂျမ်းမြေပေါ်မှာလဲကျသွားခဲ့ရပြီ။သူ့ရဲ့မျက်လုံးတွေကတဖြည်းဖြည်းချင်းအဖြူရောင်ကိုပြောင်းသွားခဲ့ပါတော့တယ်။ရာဒီမိုင်ရဲ့ဝိညာဉ်ကသူ့ခန္ဓာကိုယ်ကိုလုံးဝပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်းအခန်းတကားကိုဖြတ်စီးပြီးတော့ဝင်ရောက်လာပုံရတဲ့အာယုရဲ့မိဘတွေဟာဂျမ်းမြေပေါ်မှာသတိလေးမေးမျောနေတဲ့ဂီနာရီကိုတွေ့လိုက်ရပါတယ်။ ီနာရာလုံအောင်ထိတ်လန့်တုံလုံးနေပြီးဇကားတော်မှာကောင်းကောင်းပြန်မပြောနိုင်တော့ပါဘူးဒီဖေဖေကြောင့်အာယူတယောက်သူ့ဖေပရက်စတိုမိုကိုဒေါသတကြီးနဲ့ရင်ဆိုင်ရှင်မေးပါတော့တယ်အဖေဘာလို့လဲတကယ်တည်းမှာဘာဖြစ်နေတာလဲကျမတို့မိသားစုမှာတကယ်တမ်းဘာလို့အကျရှိနေသေးတာလဲလို့မေးလိုက်တော့အဖေကသမီးကိုဘာတစ်ခုမှဖွေမပြောခဲ့ဘူးအခုသမီးတငယ်ချင်းလေထဲမှာပြန်ဝဲတဲ့ဒီဖြစ်သွားခဲ့ရပြီဆိုပြီးတော့ဒါပြောလိုက်ပရက်စတိုမိုကတော့မျက်နှာလွှဲပြီးတော့လိန်ညားဖို့စူးစမ်းနေတုံးပါပဲအဖေလည်းဘာမှမသိဘူးလို့ပြောလိုက်အာယူကသူ့တငယ်ချင်းလူလို့ဆက်ထားဖို့မဖြစ်တော့ဘူးဆိုတာသဘောပေါက်သွားတယ် အဲ့ချိန်မှာပဲမက်စဒီတို့ကသူတို့အိမ်ကိုစိုးရင်ကြီးနဲ့ရောက်ချလာတယ်။အာယူကဒီကြိုးမြင်မြင်ချင်းမဲ့သူ့စိတ်ထဲကမေးခွန်းတွေကိုထုံမေးလိုက်။ဘန်ယူနဲ့ရာဒီမူတို့ကရွာသားတွေပဲနာကြီးတာမဟုတ်လား။ဒါဆိုဘာလို့ကီနာရာကိုပြစ်မှတ်ထားနေရလဲ။ "तू ကဒီရောလူတော်မဟုတ်ဘူးလေ"လို့ပြောလိုက်။အာယူကသူ့ဖေကိုရောဒီကြိုးကိုရောမယုံကြည်နိုင်တော့တဲ့အစုံးမှာတငယ်ချင်းကိုကယ်တင်ဖို့တခုသောနီလန်းကိုဆုံးဖြတ်လိုက်ပါတယ်။တမီးကီနာရာကိုကြောကြအခုတည်းပြန်ခေါ်သွားမယ်။ဒီညလုံးဝမလုံခြုံတော့ဘူး။တမီးတငယ်ချင်းရဲ့ကံကြမ္မာကိုမာရန်လိုမျိုးဖြစ်မခံနိုင်ဘူး။ တို့နဲ့အာယူနဲ့ကီနာရာတို့ကဒီရွာကနေထွက်ပြေးဖို့အတွက်အမြန်ဆုံးပြင်ဆင်ကြပါတော့လေသူတို့နှစ်ယောက်ရွာထွက်လမ်းမပေါ်ရောက်ကီနာရာတယောက်ရုတ်တရက်အတိုက်ခိုက်ခံလိုက်ပြီးတော့သတိလည်သွားပါတော့လေဒါကဇလတ်ရဲ့အကြီးမားဆုံးလှဲ့ကွက်ကြီးပါပဲကီနာရာပြန်ပြီးတော့သတိရလာတဲ့အခါသူရောက်နေတာကထူးဆန်းတဲ့အခန်းတစ်ခုထဲမှာပါ သူချိန်မှာမတ်တက်ရနေတာကမတ်ဒီဂျိုဖြစ်ပါတယ်ကီနာရာလုံးဝကြောင်သွားပါတယ်ဒီဂျိုကကီနာရာကိုစိတ်ငြိမ်အောင်ထိန်းချုပ်ထားပြီးယုံကြည်ရလောက်တဲ့ပုံစံနဲ့ဇလတ်တစ်ခုစတင်တီဆောက်ပါတယ် မင်းကိုပတ်စတိုမိုရဲ့လူတွေကဖမ်းပြီးတော့လာပြစ်သွားတာဒါတော့ငါမင်းကိုကယ်ပြီးတော့ဒီကိုခေါ်လာခဲ့ရတာဟာလိန်နေတာမဖြစ်နိုင်ဘူးဒါဆိုအာယူပမာလေးလို့သူပြန်ပြောလိုက်အာယူပဲရောက်သွားလဲငါလည်းမသိဘူး तू ကသူ့ဘေပြောစကားတွေယုံသွားတာဖြစ်မယ်လို့ပြန်ဖြေဒီကြောကီနာရာကိုသူ့ဘက်ပအောင်လိန်ညာပါတော့တယ်ဒီကီလာဝမ်ရွာအုပ်စုနှစ်စုကွဲနေတာပရက်ဆိုမိုအုပ်စုနဲ့ဘတ်ဒီယိုအုပ်စုဆိုပြီးတော့ကွဲနေတာဆိုပြီးအာယူဖေပရက်ဆိုမိုကိုလူစိုးဖြစ်နေသူကပုံဖော်လိုက်ပါတယ်ပြီးတော့ကီနာရာကိုစိတ်ပန်းဆိုင်လှည့်စားဖို့အတွက်အခန်းထူးစီကိုခေါ်သွားလိုက် ဒါငါညီမလေးမာရန်အိတ်ခမ်းပဲလို့လည်းပြောလိုက်တယ်။ "तू ကကီနာရာကိုခန်းထဲမှာခဏပုန်းနေခိုင်းပြီးညောင်ရောင်မျိုးပြန်မှုကားခဲကိုလိုက်ဖို့ပေးမယ်လို့ဂရီပေးလိုက်ပါလေ။ဒါမဲ့ဒါတွေအားလုံးကကီနာရာကိုချိန်ဆွဲထားဖို့အတွက်ဒီကျိုးရဲ့အကြောင်းမဲ့ဖွယ်ရာလိန်ညာမှုကြီးတစ်ခုသာဖြစ်နေခဲ့ပါလေ။ကီနာရာကိုခန်းထဲမှာပိတ်ထားခဲ့ပြီးတာနဲ့ဒီကျိုးတယောက်သူ့ရဲ့ဦးလေးပအာဒီစီကိုချက်ချင်းသွားဖို့ပါလေ။မင်းအဲ့ဒီကောင်မလေးကိုယုံအောင်လှုပ်ထားမယ်နော်။သူဒီထိရောက်လာပြီးမှတော့ငါတို့အစီအစဉ်မှာအောင်မြင်လို့မဖြစ်ဘူးဒီကျွတ်သူလေးကိုစိုးရင်တကြီးနဲ့ဒါမဲ့အာယူကိုဘယ်လိုလုပ်မလဲဦးလေးလို့ ပြန်မေးလိုက်တယ်။ဗာအာဒီကအေးဆေးနဲ့ပြန်ပြီးတော့ဖြေလိုက်တာကအာယူကငါကိစ္စတယ်။ပြီးတော့သူတို့ရဲ့တကယ်အစီအစဉ်ကိုဖွင့်ချပြလိုက်ပါတော့တယ်။အဲ့ဒီကီနာရာသတိပြန်ရလာနဲ့ငါတို့ပူဇော်ပွဲကိုချက်ချင်းစတင်ရမယ်။သူလုံးဝထွက်မပြေးနိုင်အောင်ဒေတာစောင့်ကြည့်ထားလိုက်။ဒီညမှာပဲအားလုံးအဖြစ်မှန်ကိုသိလိုက်ကြပါပြီ။ဒီဂျုံနဲ့သူလေးဗာအာဒီတို့ဟာဗန်အွေကျင်းစာကိုចောင်းပြပြီးတော့ကီနာရာကိုသားကောင်ဖြစ်ပူဇော်ဖို့ကြံစီနေတဲ့တကယ်ဗီလိန်အစ်စ်တွေဖြစ်နေကြတာပါပဲ။ဇလန်ကအာယူတို့အိမ်ဘက်ကိုပြန်ရောက်သွားပြီးတော့ အာယုတယောက်အိမ်ပြန်ရောက်လာမယ်ကီနာရာပျောက်သွားတဲ့အဖြစ်ကြောင့်စိတ်ချောက်ချနေပြီးတော့ထူးဆန်းတဲ့အပြုမှုတွေဖြစ်နေပါတော့တယ်သူကအိမ်မဆိုးတွေထပ်မှတ်ပြီးထိတ်လန့်တကြားအော်ဟစ်နေခဲ့တာပါအဖေအဖေအိမ်မေးသမီးအိမ်မေးကိုတွေးလိုက်တဲ့အဖေဘရက်စတိုမိုတယောက်သူသမီးပါချိန်စားရဲ့ပြစ်မှတ်ဖြစ်လာပြီးစရာကိုတီးလိုက်တဲ့အခါသူလွတ်ဝတ်ထားမြအရာအလုံးကိုမထိန်နိုင်တော့ပဲပေါက်ကွဲထွက်လာခဲ့ပါတော့တယ်သူအဲ့ဒီတားမြစ်ထားတဲ့အခန်းသူညီဘန်ယူရဲ့အခန်းတကောက်ဖွင့်ပြီးတော့ဝင်သွားလိုက်ပြီးတော့လေထဲကိုကြည့်ပြီးသူညီရဲ့ဝိညာဉ်ကိုစတင်စကားပြောလိုက်ပါတော့တယ် ဒါမင်းရဲ့လုံခဲ့တဲ့အနှစ်20ရအညိုးအေးတွေကြောင့်လားမင်းအစားငါကိုယ်တိုင်လက်စားချေပေးမယ်အဲ့လိုသူကသူ့ညီရဲ့ဝိညာဉ်ကိုအတနာခံတောင်းပန်ပါတော့တယ်ဒါမဲ့အာယုရောဒုက္ခမပေးပါနဲ့ကွာတောင်းပန်ပါတယ်မင်းပြန်သွားပါတော့တချိန်မှာပဲပါအဒီကသူ့ရဲ့နောက်လိုက်တပည့်တွေကိုစူဝေးစေလိုက်ပါတယ်ဒီညငါတို့ပူဇော်ပွဲကိုကျင်းပါမယ်ငါကီနာရာကိုရှာတွေ့ထားပြီးပြီဒီကြွယ်ခန်းထဲမှာပိတ်မိနေကီနာရာကတော့ရာဒီမန်ရဲ့ဝိညာဉ်၆လမ်းမှုတွေကိုဆက်မပြတ်ခံနေရပါတယ် ဒါမဲ့ပါတီရဲ့လူတွေကကီနာရောအတင်းကျဆွဲခေါ်ထုတ်သွားကြပြီးပူဇော်ပွဲကျင်းပမဲ့ကွင်းမြင်ကြီးကိုခေါ်သွားပါတော့တယ်။အဲ့ဒီကွင်းမြင်မှာပါတီကမိဘုံရှိမှထိုင်နေပြီးတော့ထိတ်လန့်နေတဲ့ကီနာရောဒီရွာရဲ့တကယ်ဇလန်းမန်ကိုစတင်ပြောပြပါတော့တယ်။အရင်လုံးကကီလာဝန်ရွာကအရန်ကိုစီပင်ဟွာပြောခဲ့။ပရက်စတိုမုံနဲ့မက်စ်ဗန်ယူတို့မိသားစုကြောင့်ပေါ့။ဒါမဲ့ဒီနေ့မှာတော့ရွာသားတွေအစုလိုက်ပြုံလိုက်နေမကောင်းဖြစ်ကြ။တချို့ဆိုသေးတောင်သွားကြတာ။စုံစမ်းကြည့်လိုက်တော့အဲ့ဒါပရက်စတိုမုံနဲ့ဗန်ယူတို့ဝေငှလိုက်တယ်။ ဇဘာရိတ်ခါရီစီကဖြစ်နေတာပဲဒေါသထွက်နေတဲ့ရွာသားတွေကဗန်ဥကိုကွေးမြင်စီကိုဆွဲခေါ်သွားကြတယ်အဲ့မှာကီနာရာတုံတုံရင်နဲ့မေးလိုက်တာကဒါဆိုရာတီမူကရော तू ကဗန်ဥရဲ့ချစ်သူမဟုတ်လားအဲ့လိုမျိုးတော့ပက်အာဒီကကောင်းငိမ့်လိုက်အဲ့ဒီကိစ္စဖြစ်ပြီးခဲ့ကရာတီမူတယောက်ရွာကနေပျောက်သွားခဲ့တာနောက်တော့သူ့ကိုဇွဲထိုးချသေးနေအနေထားနဲ့ပဲပြန်တွေ့ခဲ့ရတယ်ဇလန်ကအဲ့လိုနဲ့ဘရာဆိုမိုစီကိုပြန်ပြီးတော့ရောက်လာပါလေသူသမီးအာယူဟာအခုလုံးဝပုံမှန်ချင်နေမဟုတ်တော့ပါဘူး သူမကိုရာတီမူရဲ့ဝိညာဉ်ကဝင်ပြီးတော့ဘူးကန့်နေခဲ့ပါပြီ။ဘရက်ဆိုမကသူသမီးကိုဘူးကန့်နေတဲ့ဝိညာဉ်ကိုဒေါသကြီးနဲ့ရင်ဆိုင်လိုက်။ဓမီးရဲ့လက်ချက်လောက်ရာတီမူအနည်း20လုံးလုံးငါပစပ်ပိတ်နေခဲ့တာပါရီပြစ်ခဲ့လေ။ဘယ်သူမှတောင်းဝင်ရှိလဲဆိုတော့ငါတို့နှစ်ယောက်လုံးအသီးဆုံး။ဒါမဲ့အခုမေးဘာလုပ်လိုက်တာလဲ။အာယူကငါ့ရဲ့တဦးရီသောသမီးလေ။မင်းသူ့ကိုပါဒုက္ခပေးနေတာမေးထွက်သွား။တစ်ချိန်တည်းမှာပဲပူဇော်ပွဲကွင်းပြင်မှာပတ်အတိကကောင်းငင်ကိုမော့ကြည့်လိုက်။ကောင်းငင်မှာလာနှစင်းထက်နေတဲ့ထူးဆန်းတဲ့ဖြစ်စဉ်ကြီးကဖြစ်ပေါ်လို့နေပါပြီ။ ပါဒီကသူ့ရဲ့ကြောက်မဲ့ဖွယ်ဟာဂါရမန်န်တွေကိုစတင်ပြီးရွတ်ဆိုပါတော့လေဝိညာဉ်နှစ်ခု အခြေတစ်ခုလက်စားချိန်မှုတစ်ခုမင်းရဲ့ဝိညာဉ်ကိုဆွဲထုတ်ယူမဲတယ်ဂီနာဝရာတယောက်ရစ်ပလင်ပေါ်မှာခြိနှောင်ထားခံရပါပြီဂီနာဝရာတယောက်ရစ်ပလင်တိုင်းမှာခြိနှောင်ထားခံရပြီသူခန္ဓာကိုယ်ကထူးဆန်းတဲ့အကပုံစံနေနဲ့တုံခါနေပါလေအဲ့ဒီမှာပါအဒီကသူ့ရဲ့ကျန်အပါဒီချိုးကိုနေရာကနေဖယ်ထုတ်ဖို့ဇလန်းတစ်ခုဆင်လိုက် အာယူကအကအเจ้าမှာသူမင်းကိုအဲ့မှာစောင့်နေတယ်ကိုချက်ချင်းအဲ့ဒီကိုသွားလိုက် ဲ့လိုပြောတော့ဒီဂျိုလဲအာယုကိုဖမ်းဆီးဖို့အတွက်အကာကြောင်းစီကိုအမြန်ဆုံးထွက်ခွာသွားလိုက်ပါတော့တယ်။တချိန်လေးမှာပဲပရက်စိုမိုတယောက်သူ့ရဲ့နောက်ဆုံးခီးတွေ့ပြင်ဆင်နေပါပြီ။ဂီနာရာဗမာလဲဆိုတာငါသိတယ်လို့သူဇနီးကိုပြောပြီးတော့တကားတွေပရင်းပေါက်တွေအကုန်ပိတ်ထားဖို့မှားလိုက်တယ်။ပြီးတော့သူနှစ်ပေါင်း20ကျော်လှုပ်ဝှက်ထားခဲ့တဲ့အမှန်တရားကိုဖွင့်ချပြလိုက်ပါတော့တယ်။တကယ်တရားခံဘန်ယူမဟုတ်ခဲ့ဘူးမိန်းမ။ငါအညီဘန်ယူမဟုတ်ခဲ့ဘူး။တကယ်တော့ဘန်ယူနဲ့ရာတီမှုတွေဝင့်ညင်နေရ။အဲ့ဒီကလေးမလေးဂီနာရာအသုံးချပြီ။သူတို့ရဲ့ရန်သူကိုလက်စားပြန်ချေးနေတာ။ ငါအာယုမင်းလက်ထဲအပ်ခဲ့မင်းတော့အာယုပြောပြီးအဖေကတောင်းပန်ပါလေလို့ပြောပြီးပါကွာဒီစကားကိုပြောပြီးတာနဲ့ဘရက်စတိုမိုတယောက်သူ့အမတွေကိုပြန်လဲပေးဆက်ဖို့အတွက်ဘာဒီရဲ့ရစ်ပူစော်ပွဲကွင်းမင်းစီကိုတယောက်ထဲထွက်ခွာသွားလိုက်ပါတော့တယ်ရစ်ပူစော်ကွင်းမင်းမှာကီနာရာတယောက်ရာဒီမန်ရဲ့ဝိညာဉ်ဖန်ဆာခံရပြီးသူသဘောမပါပဲပူစော်ပွဲအကကိုစတင်ကခုန်ရပါပြီအဲ့ဒီမှာပဲရာဒီမူရဲ့ဝိညာဉ်ဝင်ပူးနေအာယုတယောက်ကွင်းမင်းနဲ့ကိုရောက်ရှိလာပါတယ်သူတို့ရဲ့နောက်ကနေဘရက်စတိုမိုလည်းရောက်လာပြီးတော့ ပါတီကိုလက်ညှိုးထိုးကဒေါသရကြီးနဲ့អော်ခေလိုက်ပါတော့တယ်ပရက်ဆိုမွေးမျက်လုံးထဲမှာလွန်ခဲ့တဲ့အနည်း30ကျော်ကမြင်ကွင်းကပြန်ပြီးတော့ပေါ်လာခဲ့ပါတယ်သူကြီးဘန်ယူကိုတိုင်မာချိုးချီထားပြီးတော့ဂျွာသားတွေကမီးရှို့ဖို့လုံနေကြကဲကြပါကဲကြပါအမီးရှို့ကြပါနဲ့ဒါမဲ့ဒီလူဟုတ်ကြီးကိုဥဆောင်နေခဲ့တာကပါတီပါပါတီကမီးရှို့ပြေလို့អော်ဟေအမိန်ပေးနေခဲ့ပါတယ်ဒီမှာပြစ်ဆုံးပံကိုပြန်အောင်လာတဲ့ခါမှာတော့ပရက်ဆိုမိုးတယောက်ပါတီကိုစိုက်ကြည့်ပြီးတော့ဂျွာသားတွေအားလုံးရှေ့မှာတကယ်အမှန်တရားကို ဖွင့်ချဟလိုက်ပါတော့တယ်ဒီနှစ်တွေတောက်လျှောက်ငါပါဇက်ပိတ်နေခဲ့တာမေ့ဘူးမသိဘူးလို့ထင်းနေလားဗန်ယူမုံမမှန်ဆွဆွဲအကွက်ချခဲ့တာမင်းပဲဆိုလားဗန်ယူမှာအပြစ်မရှိဘူးတိတိနဲ့ကောင်မင်းပဲကွာရွာသားတွေကိုအစိတ်ခတ်ခဲ့တာမင်းပဲပတ်အာဒီဗရဆိုမွာသူညီကိုတတ်တဲ့တရားခံမဟုတ်ခဲ့ပါဘူးသူဟာသူညီကိုမကယ်တင်နိုင်ခဲ့လို့အမှန်တရားကိုဖွင့်မပြောရဲခဲ့လို့နေပေါင်း20လုံးလုံးပြည့်ရှိသလိုခံစားနေခဲ့ရတာပါတကယ်တရားခံရွာသားတွေကိုအစိတ်ခတ်ဗန်ယူကိုအပြစ်ပုံချ ရာဒီမူကိုကိုကိုတတ်တီအောင်ဖိအားပေးခဲ့တဲ့တကယ်ဗီလိန်အစ်စ်ကတော့ပက်အာဒီဖြစ်နေခဲ့ပါတော့တယ်ဘရက်ဆိုမောကဒီဂျိုဘက်ကိုလှည့်ပြီးတော့ထမှန်ဖွင့်ချလိုက်တာကပြီးတော့မင်းဒီဂျိုမင်းကမင်းရဲ့ညီမလေးမာယန်ကိုတော့ဒီချိန်စာတိုက်ပူဇော်ပွဲတော့အသိခံခဲ့တဲ့ကောင်းပဲဟုတ်ပါတယ်ဒီဂျိုကသူ့လေးပက်အာဒီရဲ့အကြံစီမံတည်တည်ကြီးနဲ့သူ့ညီမမာယန်ကိုလွန်ခဲ့တဲ့ဆယ်နှစ်ကတားကောင်ဖြစ်နေပူဇော်ပစ်ခဲ့တာပါအမှန်တရားတွေအားလုံးပေါ်သွားတဲ့ခါမှာတော့ပက်အာဒီကတော်တော်လို့အော်ဟစ်ပြီးတော့ သူ့လက်ထဲကဓာမြောင်နဲ့ပရက်စတိုမို့ကိုပြေးထိုးထဲလိုက်ပါလေမင်းမင်းညီနဲ့မေးသွားထွေးလိုက်တော့ကွာပရက်စတိုမိုတယောက်တွေးရိုင်းထဲမှာလဲကြသွားပြီသူသမီးအာယူရဲ့မျက်စိရှိမှတယ်အသက်ပျောက်သွားခဲ့ရပါလေပန်အာရီကပူဇော်ပွဲကိုအဆုံးသတ်ဖို့ဂီနာရာကိုထပ်ပြီးတော့ဆက်လုပ်ဖို့အမိန်ပေးလိုက်ဂီနာရာကာဆန်းဆိုပြီးတော့ပြောလိုက်ဂီနာရာတယောက်သူ့ခန္ဓာကိုယ်သူမပိုင်ဆိုင်တော့ပဲဝိညာဉ်ရဲ့အမိန်တိုင်းကားခုံနေရစေမှာပဲသူနားတဲ့ကိုဒီဂျိုရင်ကပြောခဲ့တဲ့စကားအတန်ကိုပြန်ပြီးတော့ကြားအောင်လာခဲ့ပါတယ်အဲ့ဒါကတော့ ခုခံတိုက်ထုတ်ပစ်လိုက်ဆိုတာပါကီနာဝရာတယောက်သူ့ရဲ့နောက်ဆုံးသောအားရည်နဲ့အသုံးပြုပြီးသူ့ကိုဖမ်းဆီးထားတဲ့ဝိညာဉ်ကိုအန်တုပစ်လိုက်ပါလေအာကနေသူ့ရဲ့အော်ဟစ်တန်နဲ့တူဗန်ဦးနဲ့ရာဒီမှုတို့ဝိညာဉ်နှစ်ခုကကီနာဝရာရဲ့ခန္ဓာကိုယ်ထဲကနေလွတ်မြောက်ထွက်ခွာသွားပါတော့တယ်သူတို့ပက်အာဒီရဲ့ထိန်းချုပ်မှုအောက်ကနေလွတ်မြောက်လို့သွားခဲ့တာဖြစ်ပါလေယေရှုတင်ပါတယ်ကီနာရာမိငါတို့ကိုကူညီခဲ့တယ်လွတ်မြောက်သွားတဲ့ဝိညာဉ်နှစ်ခုကပက်အာဒီကိုဒေါသတကြီးနဲ့စိုက်ကြည့်လိုက်ပက်အာဒီတို့သူ့ရဲ့အကြောင်းမဲ့ဖွယ်ရကံကြမ္မာကိုယင်ဆိုင်လိုက်ရပြီး ဝိညာဉ်တွေရဲ့လက်ချက်နဲ့အော်ဟေရင်းနဲ့တေဆုံးလို့သွားခဲ့ပါတော့တယ်။အာယုလည်းဝိညာဉ်ရဲ့ဖန်ဆာမှုကနေလွတ်မြောက်လာပြီးတော့တေဆုံးနေတဲ့သူ့ဖေရဲ့ခန္ဓာကိုယ်ကိုပွေဖက်ရင်းငိုကြွေးကြံရစ်နေခဲ့ပါတယ်။ပြီးတော့ဒီဂျိုရဲ့အတန်ထွက်လာတာကတော့မုံတီးမှုတွေအားလုံးကပအာဒီကရာဒီမှုကိုတစ်ဖက်သက်တိတ်တခိုးချစ်နေရကနေစတင်ခဲ့တာပဲ။သူ့ရဲ့မနာလိုမှုကြောင့်ရာဒီမှုနဲ့ဘန်မှုတို့ဟာသူတို့နှစ်ယောက်ဘက်တော့မှပြန်လဲပြီးတော့မပေါင်းဖက်နိုင်အောင်ထာဝရခွဲခွာသွားခဲ့ရတာပါပဲ။ ရန်နိုင်ငံကြာပြီးတဲ့နောက်မှာဂီနာရာနဲ့အာယူရိုဟာထိတ်လန့်စရာဖြစ်ပျက်တွေပြင်းထန်တဲ့ကီလာဝန်ယာကနေထွက်လာခဲ့ကြပါတော့တယ်။နောက်ထပ်အချိန်တန်းငယ်ကြာပြီးတဲ့နောက်မှာတော့ဂီနာရာတယောက်ကားဂိတ်မှာဂျော့ဂျာကိုပြန်မှုကားဆောင်နေပါတယ်။သူတယောက်သေးပါ။အဲ့ဒီချိန်မှာဆိုင်ကယ်စီးဟာသူ့ရှေ့ကိုထိုးရက်လာခဲ့တယ်။အိုးတယောက်သေးပါလား။ဘယ်သွားမလို့လဲဆိုပြီးတော့ဆိုင်ကယ်အုပ်ထုတ်ချွတ်လိုက်တဲ့အခါအန်အန်တင်သွားရလောက်တာကတော့မက်ဒီဂျိုဖြစ်နေခဲ့တာပါ။ဒီဂျိုကသူ့လေးပါတီတေဆုံးသွားပြီမဲ့သူကတော့အပြစ်ပေးမခံပဲလွတ်မြောက်နေခဲ့တာပါ။ သူကဘာမှဖြစ်ခဲ့သလိုမျိုးပဲကီနာရကိုပြုံးပြလို့နေပါတယ်။ကျောင်းတောင်ပြန်မလို့ပါကျမရဲ့အနာကက်ကိုသွားရှာမလို့လေ။ဒီကျွားသူဆိုင်ကယ်ကိုပုတ်ပြပြီးတော့လာလေငါလိုက်ဖို့ပေးမယ်လို့ပြောလိုက်။ကီနာရတယောက်သူ့ရဲ့စိတ်ဓာတ်ရီပျောက်ကင်းသွားပြီလို့ထင်မှတ်ပြီးသူ့ကိုကူညီခဲ့ဘူးတဲ့ဒီကျွားရဲ့ဆိုင်ကယ်နောက်မှာထိုင်လိုက်သွားခဲ့ပါတော့လေ။သူတို့နောက်ဆိုင်ကယ်စီးပြီးတော့ထွက်သွားတယ်မြင်ကွင်းကီနာရတယောက်အကစတူဒီယိုအသစ်တစ်ခုမှရှိနေခဲ့ပါတယ်။သူ့လည်းဘေးမှာတော့ဈေးတရအဖွားကိုပေးလိုက်တဲ့ဘဝနီကြီးကရှိနေတုံးပါပဲ။ သူမှန်ထဲမှာသူ့ကိုယ်သူကြည့်ပြီးတော့ကခုံနေပါလေဖေဖေချင်းသူကင်မရာဘက်ကိုလှည့်လာပြီးတော့သူ့ရဲ့မျက်လုံးတွေဟာနှက်မောင်မဲနှက်လို့သွားခဲ့ပါပြီတကယ်တော့ပတ်အာဒီသေဆုံးသွားပြီမဲဂျိန်စာကပြက်ပြဲလို့မသွားခဲ့ပါဘူးသူညီမကိုတောင်တတ်ခဲ့တဲ့သူဒီဂျိုကဒီဂျိန်စာရဲ့အစွမ်းကိုသိရှိသွားပြီးအခုကီနာရာကိုနောက်ထပ်သားကောင်အစ်စ်ဖြစ်ဒါမှမဟုတ်သူ့ရဲ့ကိုပိုင်ရစ်ပူစော်ပွဲအစ်စ်တစ်ခုထွက်ထပ်မံခေါ်ဆောင်သွားခဲ့တာပဲဖြစ်ပါတော့တယ် ကီနာရာတယောက်သူ့ရဲ့စိတ်ဒဏ်ရာ trauma တွေကနေလွတ်မြောက်သွားခဲ့ပြီမဲ့ပို့ပြီးတော့ကြောက်မက်ဖွယ်ရာကောင်းတဲ့နာဝိစကမိုရဲ့ကျင်းစာတန်တရားထဲကနေဘက်တော်မှလွတ်မြောက်နိုင်တော့မှမဟုတ်ချောင်းပြသလိုက်ရင်းနေပဲစကားကပြီးဆုံးလို့သွားခဲ့ပါတော့တယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့တော့ဒီဆက်မောကဒီလောက်ပဲနောက်ထပ်ကားဒီမှာပြန်လည်ပြီးတော့တွေးဆုံပါမယ် channel ကို subscribe လုပ်ဗေးနာခေါင်းလောက်နှိပ်ပြီးတော့စောင့်ကြည့်ပေးကြပါဦး ားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။